တော်လည်ပြည်သူအလုံးမင်္ဂလာပါပြည်တွင်းပြည်ပနဲ့မြန်မာနိုင်ငံဒေတာအသီးသီးနေရာအနှံ့ပြားမှာရှိကြတဲ့ပြည်သူပေါင်းဘေးရန်နဲ့ကင်းရှင်းကြပါစီလို့ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာမြန်မာနိုင်ငံအနှံ့ပြားမှာအာနာရှင်ကိုတော်လည်နေကြတဲ့တိုင်းသားညီကိုမောင်နှမများနဲ့ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်ညီကိုမောင်နှမများအားလုံးခလုံးမတိစူးမကြီးပဲနဲ့ဘေးရန်နဲ့ကင်းရှင်းပါစီလို့လည်းဆုမွန်ကောင်းတောင်းပါတယ်ဒီနေ့တော့ကျွန်တော်ပြီးလာတဲ့ခေါင်းစဉ်ကနည်းနည်းတော့နည်းနည်းတော့စာတာပေါ့နော်အဲကျွန်တော်လည်းဒီလိုခေါင်းစဉ်တွေပေးခဲ့တယ်လို့ ဒီလိုအကြောင်းအရာကြီးလည်းကျွန်တော်ပြောခဲ့ပါတယ်။ဒါပေမဲ့ပြောမှဖြစ်မဲ့အရာတွေကပေါ်လာတာပေါ့။ပေါ်လာတဲ့အခါလဲမတတ်နိုင်ပြောရတော့မှာပေါ့နော်။ပေးထားတဲ့ခေါင်းစဉ်ကအစဲအတန်နဲ့ဘုံကြီးဆိုတော့အဲဘလူဘုံကြီးမြန်ဖြစ်မလဲပေါ့နော်။အများသောအားဖြင့်တော့ပေါက်ကရုံပေါက်ကရုံတယောက်တည်းကိုပြောတယ်ထင်ပါပေါ့နော်။ပေါက်ကရုံတယောက်တည်းမဟုတ်ပါဘူး။တခြားမပေါက်သေးတဲ့ကရုံတွေလည်းပါတာပေါ့နော်။အဲ့တော့အဲဒီအကြောင်းလေးကိုနောက်ပြောပါမယ်။ အဲဥစ္စာဗလာမပြောချင်တာကတော့ကျွန်တော်တို့ကောင်းမွန်တဲ့သတင်းစကားတွေကြားပြီးတော့ပြည်သူတွေတော်လန်ပြည်သူတွေကောင်းမွန်စွာအဲအေးချမ်းချမ်းတဲ့သတင်းကောင်းတွေကြားပြီးတော့နှစ်နှစ်ခြားခြားအိပ်ပြော်မဲ့အဲသတင်းလေးတွေသတင်းကောင်းလေးတွေဥစ္စာဗလာမပြောပါမယ်အဲဒီလိုသတင်းကောင်းတွေကြားပြီးပြည်သူတွေကောင်းမွန်စွာအိတ်ဆက်နားယူတဲ့အခါမှာနောက်နေ့ကြလို့ရှိရင်တော်လန်နေသစ်တီအတွက်ခွန်အားတွေအများကြီးရရှိအောင်လုပ်ပါကင်ပြည်နယ်ကော့ကရိတ်မြို့နယ်နောင်မိရွာအနီးမှာ DKB အဲ VGF စစ်ရှုံးကောင်စီပူပေါင်းတပ်ဖွဲ့တွေနဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တော်လိုက်အားစုတွေနဲ့တိုက်ပွဲဖြစ်ပါတယ်စစ်ရှုံးကောင်စီဘက်ကအကောင်30ကျော်တည်ပြီးတော့3កောင်ကိုအရှင်ဖမ်းမိပါမနေ့ကမနေ့17နာရီခွဲခန့်မှာကျွန်တော်စကိုင်းမင်းကိုလမ်းပိုင်းမှာစကိုင်းတိုင်းပေါ့နော်စကိုင်းတိုင်းစကိုင်းမင်းကိုလမ်းပိုင်းမှာပြည်သူ့ကာကွယ်ရေးဖွဲ့နဲ့စစ်ရှုံးကောင်စီနဲ့တိုက်ပွဲဖြစ်ပါတိုက်ပွဲဖြစ်တဲ့အချိန်မှာစစ်ရှုံးကောင်စီဘက်က15កောင်မွေးငါဖြစ်เนาะကျွန်တော်တို့အတုပဖြစ်မသာဖြစ်ပြီးတော့ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်တဲ့ကောင်တွေအမတန်များပါတယ်ဖုတ်လိုက်ဖုတ်လိုက်ဖြစ်တဲ့ကောင်တွေကိုအဲအနည်းနာမှရှိတဲ့ပြည်သူတွေရဲ့ကားတွေစိုင်းကယ်တွေကိုအကျန်းဆွဲတာပေါ့နော်ကျွန်တော်ချောဆွဲတာတော့မဟုတ်အကျန်းဆွဲတယ်အဲဓမြတိုက်တယ်လို့အကျန်းဆွဲတယ်အကျန်းဆွဲတဲ့အခါမှာဒီအလောင်းကောင်တွေနဲ့အလောင်းကောင်15ကောင်ကျော်နဲ့ကျွန်တော်တို့ဒီဖုတ်လိုက်ဖုတ်လိုက်ဖြစ်တဲ့ကောင်တွေကိုဒီစိုင်းကယ်တွေကားတွေနဲ့တည်သွားတဲ့အခါမှာလမ်းမှာပဲပြည်သူကပွဲကြီးဖွဲ့တွေကထပ်ပြီးတော့ဂျားပြက်ထပ်တိုက်ခိုက်ပါသေးတယ်ဆိုတော့ဟိုကောင်တွေကတည်ပြီးသားကောင်တွေလည်းနှစ်ခါတည်ရတာပေါ့နော် ဆိုတော့အဲ့ဒီမှာမပြီးသေးဘူးဒါကျွန်တော်ရှေ့မှာပြောတဲ့အစဲတန်တဲ့ဖုံးကြီးဆိုတဲ့ဟာဒီမှာဒီမှာကရုံးတကောင်ပါလာပြီပေါ့နော်ဒီမှာကျွန်တော်အန်အောလုံးမစုံတင်ငန်းဝိပြူစောတီခေါင်းဆောင်ဆိုတော့ဘာဘာလဲဘာကြီးလဲအတင်ငန်းလဲဝင်ထားတယ်သူကပြူစောတီခေါင်းဆောင်လဲလုတ်သေးတယ်ဆိုတော့ဘာကြီးလဲအဲ့တော့အဲ့ဘာကြီးလဲကတိုက်ပွဲဖြစ်ပြီးတော့မနေ့က3နာရီလောက်ပါ အဲ့ပြူစရီကောင်းဆောင်သင်္ကန်းဝေဝေပုံလဆိုတဲ့ဂရုံးကဂရုံးနဲ့အဖွဲ့ရပါတော့ဒီစကိုင်းမင်းကုန်းလမ်းတက်လျှောက်ကိုအော်ဟဲ့ဆဲဆူပြီးတော့တနတ်အချက်300ကျော်အเจ้าမဲ့တက်တက်ပြစ်ခတ်သွားတယ်လို့ကြားပါတယ်အဲ့တော့ဒီစကြုံကောင်စီရဲ့လက်ထက်မှာတာသနာပြုဘရင်ယူကြီးရဲ့လက်ထက်မှာ တင်ကန်းဝက်ပြူစောတီဆိုအပြူစောတီခေါင်းဆောင်ဆိုတဲ့ဇကားကိုကြားရတာဖြစ်ပါတယ်အဲ့တော့ဒါကတော့ရုပ်ရင်းကြံတန်ဖရုဒ္ဓဝါစာအစဲဆိုတွေနဲ့တနက်အချက်300ပြစ်သွားတယ်ပြူစောတီခေါင်းဆောင်ဝေပုံလာဆိုတဲ့ဂရုံးတကောင်ပေါ့နော်ဆိုတော့ဒါအစဲတန်နဲ့ဖုန်ကြီးထဲမှာတကောင်အပါဝင်ပေါ့နောက်တစ်အကြောင်းအရာကတော့ကျွန်တော်မနေ့ကကျွန်တော်ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာကျွန်တော်တို့ဒီကြားထဲမှာ လိုင်းပေါ်မှာတော်လည်းအားစုတွေဘက်မှာရောဘောမတွေဘက်မှာရောအပြောများနေတဲ့ Starling ကိစ္စပေါ့နော် Starling ကိစ္စကိုကျွန်တော်မတိရတော့လူမှုကွန်ရက်စာမျက်နှာမှာအဲရုပ်သံဖိုင်စက္ကန့်20စာလောက်လေးကျွန်တော်တင်ပါတယ်တင်ရတဲ့အဲအကြောင်းအရာကတော့ဒီဗီဒီယိုလေးကြီးကြည့်ရင်သိမှာပါအဲ့တော့ဒီဗီဒီယိုလေးကိုကျွန်တော်လည်းအတူတူကြည့်ပြီးပါဦးနော်ဦးလေးဒါဟေး လိုင်းမှာဖြစ်နေတဲ့ရဲဘော်တွေနဲ့ပြည်သူတွေနဲ့စာလင်းကိစ္စပါပြောချင်တယ်ဘာမှပြောစရာမရှိလို့ကွာမင်းကလည်းတရားကြည့်ကြည့်ရောအခုဆိုလို့ရှိရင်ဒီလောက်ကြည့်စရာကောင်းတဲ့ရဲဘော်တွေရဲမေတွေလည်းဒီလောက်ကြည့်စရာကောင်းတဲ့ပြည်သူတွေကွာမင်းနားလည်မလွယ်ခဏပေါ့မကြခင်မင်းစောင့်ကြည့်နေသူတို့တွေအရှေ့ရတဲ့ပူချစ်ကြလိမ့်ဟုတ်လေတခုပြောပြောပြွားရည်ဟုတ်တခုပြောအော်တခုခုမပြစ်မနေပြောရမှာဟုတ်တယ်မပြစ်မနေပြောရမှာဆိုရင်တော့မေယိုးကမေယိုးပဲမေယိုးရယ်မေယိုးပဲကွာ ဒီရုပ်သံဖိုင်လေးကိုကြည့်ပြီးသွားပြီဆိုတော့အဲကျွန်တော်တင်ထားတဲ့ယူရချက်လေးကိုတော်လန်ပြည်သူတွေအားလုံးသိမယ်လို့ယုံကြည်ပါတယ်ဒါတချင်းပြစရာမလိုတဲ့ကိစ္စပေါ့နော်ဒါအဲကျွန်တော်ရဲ့စေစနာကဘယ်ဟူသွားတယ်ဆိုတာအထူးဆန်းပြောစရာမလိုဘူးဒီမှာထူးဆန်းထင်တာကကျွန်တော်တို့ဒီလိုလူမှုကွန်ရက်စာမျက်နှာပဲဖြစ်ဖြစ်ဒီ YouTube မှာပဲဖြစ်ဖြစ်အဲကျွန်တော်တို့ရုပ်သံဖိုင်တစ်ခုတင်ပြီးဆိုလို့ရှိလို့ရှိရင်ဘောမတွေကလာလာ ခိုးကြည့်ကြမှာပဲလीဒါကတော့သူတို့ထုံးစံပဲပေါ့နော်ဒါလည်းပြဿနာမရှိဘူးဒီကောင်လေးဝင်ပြီးတော့ဒီမှာဆိုလို့ရှိရင်အဲကိုဒါလည်းပြောနံပါတ်2ပြောတော့ပေါ့နော်ဒီကောင်တကောင်ကတောင်းစားနေတာတို့မင်းတို့ကောင်နေရတို့ဒါကဘောမာတွေလာလာပြောနေကြဒီကောင်လေးလာလာဟောင်းနေကြပေါ့နော်လာလာဟောင်းနေကြပေါ့ဒါပေမဲ့ထူးဆန်းတာကဒီမှာကျွန်တော်ဝင်ဆဲနေတဲ့အဲထဲမှာမင်းပေါ်လာသေးတယ်တေကုံပြီးအောင်းမိနေတာတဲ့ အောင်းမေ့နေတာပေါ့နော်ဆိုတော့ကျွန်တော်သူ့အကောက်ကိုကြည့်လိုက်တော့ကျွန်တော်ဝင်စဲထားတဲ့အကောက်ကိုကြည့်လိုက်တော့ဓမ္မတုခစရာတော့လေဟာဒါဆိုသေးကြပြီပေါ့နော်ဘုန်းကြီးတွေကတော့ဒီလိုဝင်မစဲဘူးပေါ့နော်ဝင်မစဲဘူးပေါ့ကျွန်တော် profile ကိုဝင်ကြည့်လိုက်တော့အဲဒီပုံนี่တွေ့ရတာပေါ့နော် profile ဝင်ကြည့်တော့ဟုတ်တယ်တကယ်ဘုန်းကြီးဖြစ်တယ်ဘုန်းကြီးဖြစ်တယ်ပေါ့နော် ဆိုတော့ထားလိုက်ပါတော့ပေါ့အဲကျွန်တော်ခေါင်းစဉ်ပါလို့ပဲဒါသူစဲကျင်လို့စဲတာပေါ့နော်ထားလိုက်ပါတော့ပေါ့ကဲအခု ထပ်ပြီးတော့အစဲတန်တဲ့ဖုဒ္ဒဝါစာ မစဲရင်တော့မှဖုဒ္ဒဝါစာကြမ်းတမ်းတော့စကားတွေပြောတဲ့ကျွန်တော်ဟာငါကောင်ရဲ့ကိုပိုးလေးရဲ့ဖောက်တယ်ကြီးပေါ့နော်ကိုပိုးလေးရဲ့ဖောက်တယ်ကြီးပိုးလေးနဲ့အမြဲတမ်းဘိုင်ဝမ်းနေဆွဲနေတဲ့ กระดงปอกกระดงหมดปอกกระดงเจ้าเนเน่ပြောပြရစီปอกกระดงเจ้าไม่ပြောခင်มาเอ่อเสียหมองมุ้ยยีจีရဲ့กระบาลีတစ်ပုတ်ကိုဥစွာပြမှာရွတ်ပြပေးရစီปอกกระดงပြောมาလဲဒီកောင်းအကြောင်းပြောมาဆိုတော့လीပြောလိုက်ရင်ယူကွက်เนี่ยဘူးလက်ခေါ်တယ်လှစီကော်မရှင်မဲအရှုပ်ကိုပွဲထုတ်လို့နေပြည်သူကမမကြီးလှစွေကမျက်နှာယူ တက်နဲ့သုံးညံနဲ့တက်ထုံးကလဲဖန်ထိုးတယ်တခိုးဆုံး view တဲ့ဆရာမောင်မိုးမွင့်ကြီးကြီးကခေါင်းစဉ်ပါပေးထားလဲဆိုတော့ဖိုးတခွတ်တယ်ဖိုးတခွတ်ဆိုတာဖိုးဖိုးတခိမဟုတ်ဘူးနော်ဖုတ်တခိုးပေါ့နော်ဖုတ်တခိုးပေါ့ပြန်ရွတ်ပြပါမယ်ပြောလိုက်ရင်ယူကွက်နဲ့ဘူးလက်ခေါ်တဲ့လှဆွေကော်မရှင်မဲရှုပ်ကိုပွဲထုတ်လို့နေပြည်သူကမမွကြီးလှဆွေကမျက်နှာယူတနက်သုံးညံနဲ့တက်ထုံးစံကလဖန်ထိုးတယ်တခိုးဆုံး view တဲ့အဲ့တော့လှဆွေကိုလွန်ခဲ့တဲ့ရက်ပိုင်းကအတူဒီ စောက်ကောင်မရဲ့ဒီစစ်ကော်မရှင်ရဲ့ကျွန်တော်ခွေးကောက်ပွဲဟာခွေးကောက်ပွဲမစခင်မှာကိုဒီမဲစင်းတွေကမဲလိန်ဓာတာတွေအရှုပ်ရှင်းတွေကိုလှဆွေရပြောတယ်ပြောတဲ့အခါမှာဒီလှဆွေကိုစစ်ရှုံးကောင်စီကကောင်တွေကလာပြီးတော့ထိမ့်သိမ့်သွားတာလို့လို့ဖမ်းသွားတာလို့လို့ဖြစ်တဲ့အခါမှာပေါက်ကရုံပြောထားတဲ့ရုပ်တံဖိုင်လားနားထောင်ကြည့်ပါမြန်မြန်အားလုံးငင်္ဂလာပါကြ ီနေ့ဟာဆယ်ရက်ဆလပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျာဒီနေရာလေးမှတ်ထားပြီပါလှဆွေအကြောင်းကိုသူပြောတာကဆယ်ရက်နေ့ကစပြောပါတယ်ဒီနေ့မြန်မာနိုင်ငံမှာရှိကြတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးကိုပေါ့ကတော့ဗာပြောခြင်းနဲ့လဲဆိုတော့ပြေပြေးနဲ့ပြေပမှာရောက်ရှိနေတဲ့ပြေဖြဲများကို ေကောက်ပွဲအတွက်တတိထားဆိုတဲ့ပေါင်းစည်းလေးနဲ့ပြောချင်ပါတယ်ဗျကျွန်တော်တို့ဒီဒီခွေးကောက်ပွဲကိုနောက်ရက်မဲ့အဲကျွန်တော်တို့တော်လိုင်းအားစုသူကပြည်ပြည်အဲပြည်ဖြတ်များအဲပြည်ပြည်ပြည်ဖြတ်များလို့ပြောတယ်ဒါပေမဲ့ तू ကအဲမင်းတို့တတိထားဆိုတဲ့ဟာပြောတာဟောက तू ပုံစံတော်တော်တနာစရာကောင်းနေပြီမျက်နှာငယ်လေးနဲ့ဒီကောက်ပွဲအဖြစ် တလကြော်ကြော်ပဲလိုရတော့တယ်ဗျတလကြော်ကြော်လိုတဲ့ချိန်ကာလမှာပြေပြေပြီးတွေရောပြေဘက်ကပြေဖြက်တွေရောပေါင်းစုပြီးမှရေကောက်ပွဲကိုဂျီတို့တွေအထင်လွဲအောင်အမြင်လွဲအောင်အမျိုးမျိုးဝါရာမိုင်းနေတိုက်ပါလိုက်ပဲဗျတစ်ချိန်ကအမြဲတမ်းလဲပြောပြီးတဲ့စကားကိုပဲဦးစင်ပြန်ပြောအောင်မှာဖြစ်ပါတယ်ဗျ တမတော်ဒီအာနာကိုမယူခြင်းနဲ့အတွက်ကြောင့်အာနာမသိင်းရင်နဲ့အတွက်ကြောင့်ဒီကောက်ပွဲကိုမဖြစ်ဖြစ်အောင်ဖြစ်မြအောင်လုံးဆောင်ပေးနေခြင်းသာဖြစ်ပါတယ်ဗျာအာဒါကြီးရဲ့ဒါကြီးရဲ့တော်တော်စားတယ်ဒါကြီးရဲ့တော်တော်စားတယ်ဘာလဲတမတော်ကအာနာကိုမလူခြင်းနဲ့အတွက်ကြောင့်အာနာကိုမသိင်းခြင်းနဲ့အတွက်အတွက်ကြောင့်ကျွန်တော်တို့ရွေးကောက်ပွဲကိုလုပ်ပေးနေတာဖြစ်ပါတယ်ဆိုတော့ကြီးကတော်တော်စားတယ်ရွေးကောက်ပွဲကြီးက ပြီးပြီးသားကြီးလေပြီးပြီးသားကြီးကိုအာနာသိမ့်တာမဟုတ်ဘူးလား။ क्वाय မဲ့ဒီကတော့ကတော့လူလူချင်းဆိုလည်းကောင်းတယ်ဗျာ။ save light ။ဒါမလို့လားအာနာတက်တန်းရှည်ခြင်းနဲ့အာနာကိုအများကြာရေးလိုချင်တယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲလုပ်စရာအကြောင်းမရှိပါဘူးဗျာ။ဒါကိုလည်းပြည်သူများအနေနဲ့သတိပြုဖို့လိုပါတယ်ဗျာ။ပြောကြတယ်ခင်ဗျတွေ့ကြည့်လေဗျာအခုအော်နေတဲ့တူတွေကဗါတယ် အတုရောင်ရွေးကောက်ပွဲများအလိုမရှိအတုရောင်ရွေးကောက်ပွဲမှာအတိအမှန်မပြုတဲ့အတိအမှန်မပြုဘာလို့အတိအမှန်မပြုလဲအတိအမှန်မပြုအော်နေတဲ့လူတွေကအစိုးမြန်မာပြည်မှာရှိတဲ့တွေ့ဆိုလဲဟိုကတောကျိုစနေဘုတ်ကတောလူတောင်သားတွေအဲ့တော့ပေးပြီးခိုင်းထားတာတေချာကြီးပဲပြည်ပမှာအော်နေတဲ့လူတွေကလည်းပြည်ပမှာအော်နေတဲ့လူတွေကလည်းမြန်မာနိုင်ငံကိုပြန်မလာမဲ့လူတွေအခြားလူများနိုင်ငံသားခိုင်ုံထားတဲ့လူတွေပဲ အော်နေခြင်းတာဖြစ်ပါရဲ့အဲ့ဒါတော့များတယ်အဲ့ဒါတော့များတယ်เนาะကျွန်တော်တို့ကကိုယ်နိုင်ငံကိုယ်တိုင်းပြည်အတွက်ကိုဟိုကိုချစ်တဲ့ကိုတက်ကြွတဲ့ကိုရဲ့အမှုပညာစင်ပွားတော်မှာကျွန်တော်တို့ကစင်တဲ့ဝေးမှာနေပြီးတော့စင်ပွားစင်းပြီးတော့ပြည်သူတွေအတွက်လှုပ်ဆောင်နေတာဘယ်နိုင်ငံသားမှလည်းမခံယူတာဘူးเนาะဒီကောင်ဘာတွေခြေဝင်နေရလဲမသိအချို့လည်းပြည်ရေးတွေအော်နေနေတာဖြစ်ပါလေဗျเนาะသူတို့တွေကပြည်ပရ ပြေးတာကန်းစာကိုစာပြီးမှကိုယ်နိုင်ငံကိုဖျက်ဆီးနေတဲ့သူတွေတာဖြစ်ပါလေဗျတကယ်ဘယ်ပြည်ပမှလည်းဘယ်ပြည်ပမှကျွေးတာလည်းမစားဘူးပြေးတာလည်းမယူထားဘူးဒါเนาะကိုယ်အအမှုပညာနဲ့ကိုဒါ YouTube channel လေးဖွင့်ထားတယ်အဲ့ကနေရတဲ့ဟာလေးနဲ့စားနေတာဒီကောင် तू ကတကာတကာမတွေကတ်တာစားပြီးတော့ဒီကောင်တော်တော်များနေပြီအဲ့ဒါသူတို့နိုင်ငံကိုချစ်တယ်ဒီတိုင်းမျိုးကိုချစ်တယ်ဆိုလို့ရှိရင်မြန်မာပြည်မှာလာလေမြန်မာပြည်မှာ ကောင်းရံမွေရအကြံဉာဏ်တွေလာပေးကြလေမြန်မာပြည်ကိုလာတော့ကလည်းကျွန်တော်ဒီကောက်မတွေ့ဘူးကျွန်တော်တို့ကရင်တို့เนาะကရင်ပြည်နယ်ကရင်ဒီမှာကျွန်တော်တို့တော်ရဲမှာ3နှစ်နေနေနေခဲ့တာ3နှစ်နေနေနေခဲ့တာအခုဒေါ်လာကြီး4နှစ်ကျော်5နှစ်နေနေမှာ3နှစ်လောက်နေခဲ့တာเนาะဘာလို့မြန်မာပြည်မှာမရှိရပါဘူးပြပါလေဆိုတော့ပြောချင်တိုင်းပြောလို့ရတာပေါ့ဗျာเนาะပြောချင်တိုင်းပြောလို့ရတယ်ဟောင်းရင်နဲ့ဟောင်းလို့လည်းရတာပေါ့ပြောချင်တိုင်းပြောလို့ရအောင်မင်းလို့ဟိုထိုင်းကဘာဘာသားစီတွားပြီးတော့ ဖားရပြီးတော့ဒီဘက်ဒီဘက်ကလူတွေကိုဟိုဘက်မှာအကက်ရှိတော့မှပြောနေတာမဟုတ်ဘူးဒီကောင်ကြောက်နေမယ်။ဘာလဲပြောလို့ရမိုင်းရိုင်းနေလို့တော့မထင်ပါနဲ့။ဘုန်းကြီးဆိုတော့တော်တော်လာဝါသာရောင်းတန်းတဲ့စကားတွေပြောလို့ရှင်တော့ပြစ်တော့ဖြစ်တာပေါ့အပြစ်ဖြစ်ခံပြုဦးစီပြောချင်းဖြစ်ပါလေဗျ။ကွိုင်မဲသူကပြုဒ္ဓဘာသာပြောလို့ရှိလို့ရှိရင်အပြစ်တော့ဖြစ်တယ်ဒီကောင်ကြီးကဟိုတော်တော် တော်တော်ဆိုးပါလေဗျာပြောစီကကျွန်တော်မှစကားမရှိဘူးဒီကောင်နေနဲ့လည်းကျွန်တော်တုဖတ်ပြီးတော့လည်းမပြောချင်ဘူးဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာဒီကောင်ဘလောက်ဖရုတ်တာဝါစာပြောလေဘလောက်ဒီသင်ငန်းဟိုအေးချုံနာပြီးတော့ကလင်ကလင်ကကြစ်ကြလဲဆိုတော့ပြောချင်တာလာမယ်လာမယ်နောက်မှာအားကြောင့်သူတို့တွေအခုရွက်ကောက်ပွဲနေလိုက်အမျိုးမျိုးဝါးတွေဖြန့်တယ်မြန်မာပြည်မှာရှိတဲ့လူတွေဆိုရင်နိုင်မဲ့ကြီးတဲ့လူတွေကိုတမတော်ကမဖမ်းမဖမ်းအောင်နိုင်မဲ့ကြီးတဲ့လူတွေရဲ့ဟာတွေကိုအမားကိုစောင့်လိုက်မယ် အဲ့ဒီအမားလေးတစ်ခုတွေးလိုက်တာနဲ့အမျိုးမျိုးဝါဒတွေဖြန့်လိုက်မယ်အမျိုးမျိုးဒုရုတွေပြောလိုက်မယ်မျိုးမျိုးပြောလိုက်မယ်အဲ့ဒါဆိုတမတော်ကဖမ်းတယ်ဟာမြင်တယ်ဟုတ်လားတမတော်ကဝေဖန်မခံမှုတောက်ပြမခံမှုဒီလိုဖမ်းတယ်ပြောပြီးပဲလေရွေးဖို့ရွေးကောက်ပွဲကိုဖျက်လို့ဖျက်စီးလုံးတဲ့သူမှန်တယ်မြပြည်သူတွေအထင်လွဲအမြင်လွဲအောင်လုံးတဲ့သူတွေမြလုံးတဲ့သူမှန်တယ်မြကိုတမတော်ကဥပဒေနတ်ကအစိုးရဒီဥပဒေနဲ့အေးအေးယူပါမယ်လို့ပြောထားယူတာအဲ့တော့သူပြောတာက ရွေးကောက်ပွဲလုပ်တဲ့ဒါရွေးကောက်ပွဲကိုပြည်သူတွေအထင်လွဲအမြင်လွဲအောင်လုပ်တဲ့ပြောတဲ့ဒူမန်တွေမျိုးကိုတက်နိုင်လို့ဘယ်သူကဘယ်ပါတီရပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်လုပ်ရင်တော့စစ်ဆေးရေးယူမယ်ဆိုတော့ပြောပြတာပဲပြောကြပြောတော့လဲရေးယူတာပဲလीဗျာရေးယူတာပဲနော်သူဘူးလက်လဆွေဒါဟိုပါပေါ့ယူကွက်လဆွေပေါ့ဘူးလက်လဆွေတော့မဟုတ်ယူကွက်အယူကွက်လဆွေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလဆွေကရှေ့မှာလဲပြည်သူပြည်သူကျွန်တော် အဲ့ဒါတို့တွေးရင်းနဲ့ရည်ချင်လို့ပြည်သူဆိုရအန်တဒီနဲ့ကျွန်တော်တို့ရွေးကောက်ပွဲပြိုင်ခန်းနီးမှာကျွန်တော်ကဘယ်ပါတီမှမကြောက်ပါဘူးဆိုရပြောထားဘူးလေရုပ်တံဖိုင်လည်းကြည့်ဘူးမှာပါနော်ကျွန်တော်ဘယ်ပါတီမှမကြောက်ဘူးကျွန်တော်နေမီမှာတော့ကျွန်တော်ဘလို့အနိုင်ရမှာဆိုပြီးတော့ပြောပြီးတော့ရွေးကောက်ပွဲလုပ်ပြီးတော့သူရှုံးသွားတော့သူစီမှာမဲတမဲမှမရပဲနဲ့ရှုံးသွားတယ်လို့မီဒီယာအင်တာဗျူးတဲ့အခါမှာတမဲမှတော့မဟုတ်ပါဘူးလေရပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုပဲဘူးလက်လက်ဆိုရအဲ့လိုပြောပြပြောအရင်ယူကွက်နင်းထားတဲ့ ဟာတွေရှိတော့ယူကွက်လှစီပဲခေါ်ပြရစီဒီကောင်လှစီပြောနေတာလှစီကိုဖမ်းသွားတဲ့အကြောင်းဒီကောင်ပြောမှာပေါ့နော်နောက်ပိုင်းမှာဒါဝေဖန်တာပြောတဲ့သူကဝေဖန်တာမဟုတ်ထွက်ပြတာမဟုတ်ဘူးဒီလူတွေပြည်သူလူထုကိုအထင်လွဲအမြင်လွဲအောင်လုပ်တာအထင်လွဲမြင်လွဲအောင်လုပ်တာဘူးလက်ဆိုကြီးဖမ်းခံရတယ်လို့ဦးစင်းတို့ကြားတယ်သူတို့တွေမော်ဂင်ကလေးကဦးစင်းကြားတာပဲမော်ဂင်ကလေးကကြားတာပဲ နော်မော်ကင်ဘူလက်ကြီးခေါ်ရတဲ့ဘူလက်ကြီးကိုခေါ်မင်းမြန်စရာရှိလို့ဘယ်ဖွဲ့စည်းကနေခေါ်ရလို့ဥစဉ်လို့ကြားလာပဲလေကြားလာပဲတော့ဥရိနဲ့ခေါ်မယ်အပြစ်မရှိရင်တော့ပြန်လွတ်ပါပဲမင်းမြန်စရာချက်တော့မင်းမြန်မှာပဲဟုတ်ပြီသူပြောတဲ့စကားသူပြောတဲ့စကားသူတာဝန်ယူလေဘယ်နေရာမှာတော့လုံးလိုက်တယ်လဲဘယ်နေရာမှာဘလို့ပြောလိုက်တယ်ဒါတာဝန်ယူပေါ့တကယ်လို့တာဝန်ယူဖြည့်ရှင်းနိုင်တယ်ဆိုရင်ပြန်လွတ်ပေးမှာဒါပဲရှိတယ်ဖြေရဒါပဲရှိတယ်ဥရိထက်မှာ ဘသူမှမရှိစေရဆိုလို့ပေါ့ဗျာနော်ဥပဒေထက်မှာဘသူမှမရှိစေရရွေးကောက်ပွဲဒီခွေးကောက်ပွဲအကြောင်းကိုပြောလို့ခေါ်သွားတယ်အပြစ်မရှိလို့ရှိရင်ပြန်လွတ်မယ်ဥပဒေထက်မှာဘသူမှမရှိစေရဒါဒီကောင်အဲဆယ်ရက်နေမှာပြောတဲ့စကားပေါ့နော်ထက်ကြည့်အောင်ဥပဒေရဥပဒေတိုင်းလှုပ်ဆောင်သွားမှာပဲလှုပ်ဆောင်သွားမှာပဲအဲ့တော့ပြည်သူတွေကိုဦးစင်းပြောချင်တာကတော့ အခုအခုစပြီးတော့သူပြောမဲ့ဟာစက်တည့်ရနေကြတော့သူဘာပြောလဲဘလို့အတန်ပြောင်းသွားလဲဆိုတော့ကြည့်ကြည့်ပါဘူလက်ကြီးကိုဖမ်းသွားပြီဆိုပြီးမှခေါ်လာတော့ဒေချာဝင်ကြတယ်ဗျနော်ဒါတော့ခေါ်လဲဆိုရလဲဘူလက်ကရွေးကောက်ပွဲမှာလဲဒါအရွေးခံမဲ့အမတ်လောင်းတက်ဦးလေဗျလိုအပ်ချက်ရှိရတော့ဘာရင်မဲ့လိုအပ်တယ်လဲ ဘလို့ဟာရီမန်တို့လည်းတို့ရတဲ့သူဘလူကမြင်လိုက်တယ်လို့မတိပါဘူးဗျာဘူလိုက်ကြီးခဏဝါးတယ်ဆိုဟုတ်လားတို့ကအိန္ဒိယနေထွက်ချင်လားထွက်မှာပေါ့သွားချင်လားတို့ရအောင်ပေါ့နော်အဲ့ဒါကြီးကိုကိုယ်မဲဗျာဒီကောင်ရှေ့မှာပြောထားတာကဒီခွေးကောက်ပဲကိစ္စကိုဘူလက်ကဒီမဲကိစ္စတွေကိုပြောလို့ခေါ်ယူစစ်ဆေးတယ်အပြစ်မရှိလို့ရှိရင်ပြန်လွတ်မယ်ဥပဒေထက်မှာဘယ်သူမှမရှိသေးရဆိုတဲ့ဟာကြီးပြောပြီးတော့ဟိုကပြန်လွတ်လဲ ပြန်လဲဒါတော့ရုပ်ချင်ရိုက်တာပါဒီကောင်ဒီအများတန်းဒါမျိုးကလုံနေကြလေနော်ဒီလိုကျွန်တော်တို့အဲရှေ့မှာကကျွန်တော်တို့လေနဲ့ကျေးထားတဲ့အကြောင်းအရာတွေရှိကြအောင်အဲ့လိုသတင်းမျိုးကိုဖုံးကျင်တဲ့အခါမျိုးကြလို့ရှိရင်အာဒီလက်စွေဖန်းခံရပြီပါညာဆိုတဲ့ဟာမျိုးလုတ်တယ်နဲ့တူပါတယ်တူဟန်ရှိပါတယ်နော်ကျင်းသိဖို့တော့များပါတယ်အဲ့တော့ဒီကောင်ကိုအစ်စစ်ဆေးပြလိုက်တယ်နောက်ဂျပိုင်းတွင်းမဲ့ပြန်လွတ်ပေးလိုက်တယ် ပြန်လုပေးတဲ့အချိန်မှာပထမဖမ်းတော့ကတော့ဒီကဒုံးကဥပဒေထက်မှာဘယ်သူမှမရှိသေးရပါညာပြောနေပြီးတော့အခုကြတော့လေတန်းတော်တော်ပြောင်းသွားတယ်ဆိုတော့ဒီကောင်နီးစရာကျွန်တော်တို့နီးနားမှာရှိတဲ့လူတွေကအဲ့အရေးချုပ်သွားတဲ့သင်ကန်းကိုဆွဲချွတ်လိုက်စမ်းပါဗျာတော်တော်အကူအညီများတဲ့ကောင်ဘူလာကြီးဘူရေလို့ဖားသွားပြီဆိုပြီးမှပြောကြလာပါဗျာဝန္တာအရာနဲ့ဖားကြလာပါ ဘူးလက်ကြီးတကဘူးလက်ကလည်းခဲ့အဲ့ဒီလူကလည်းပြောပေါ်နေရတဲ့သူကြီးပဲနော်ဒကာရဲဒကာဦးလက်ဆိုရလည်းပြောနေရတဲ့သူကြီးတော်လည်းလူတော်လည်းပါလဲဆိုတော့ပြောလို့ရတယ်စဉ်းစားနေစဉ်းစားနေတာဘာပြောလို့ပြောမှမသိဘူးရှေ့မှာ तू ကဘလောင်းမလဲပြောတာပြီးသွားပြီဟုတ်အဲ့တော့အကြာကြီးစဉ်းစားနေတာဟုတ်อืมငါဆင်းပြီးတော့မယ်ဆင်းပြီးတော့မယ်ကျွန်တော် တခါတလေကြတော့လဲဒါလည်းပုထုဇဉ်လူတော့ဟုတ်ဗျအမားလည်းတော့ဘယ်ကင်းရမလဲပေါကုတော်လည်းအမားလည်းရှိတာပဲအမားနဲ့မကင်းဘူးမင်းကမားတယ်မင်းကမားတယ်ဘယ်လောက်မားလဲဆိုတော့မင်းကဟိုမမွေးခင်ကနေစပြီးတော့တေးပြီးတဲ့နောက်ပိုင်းအထိမားမှာမင်းကနော်မမွေးခင်ကနေစပြီးတော့ဘာလဲမှတ်ထားနော်မမွေးခင်ကစပြီးတော့မင်းကတေးပြီးတဲ့နောက်ပိုင်းအထိမားမှာအမားနဲ့မကင်းဘူးဘူလာကြီးကအားလုံးလည်းပြောပြီးပေါ်ချလာတယ်ဟွာကျွတ်တို့ ကကြောစွာနဲ့ကကကြောစွာဘာလဲဘာဟိုဘာလို့ဖန်ခန္ဓာဆိုဘနာနာငပြောဒီဆိုတော့အဲငပြောဒီရဲ့အတိတ်ပြခင်ဗျားတွေ့ကြည့်မြောက်ဒီတဲ့မင်းတို့ငပြောဒီစားမလားတဲ့ဘနာနာငပြောဒီပြောသွားပါဗျာဟိုအောင်နေဖားတာဖားတာပြောဒီဘက်ကိုပဲငပြောဒီပြပြီးတော့သူ့ဘာလို့သူကွာမင်းဟိုဟာချိတ်ကေကိုကြိုက်လို့လည်းမင်းဘနာနာထောင်ပြတာပြင်ပြမပေါ့ချိတ်ကေကိုဖန်ပြင်လည်းဖြစ်နေမှာပေါ့ဒီကောင်ပြတကယ်ကလင်ကြီးတကယ်အာကုတို့ပေါ့ဗျာ ရှေ့မှာတော့ကတော့သူတရက်ပဲချားတယ်เนาะဒါဥပဒေထက်မှာဘယ်သူမှမရှိသေးရဆိုပြီးတော့သူဒါဒါကြောင့်မို့ဒါဟိုရွေးကောက်ပွဲကိုဝေဖန်လို့ဖမ်းသွားတာလို့ပြောပြီးတော့အခုကျတော့ပြန်ဖားနေပြီလားဆိုတကယ်ကတုံးกว่าအကုန်လုံးเนาะဦးလိုက်ကြည့်ရပြောပါလားထုံးနေတူသွားပြီဗျအဲ့လိုကျို့တို့လူတို့တွေကကျို့တို့တွေကလူတွေဆွဲလို့ခေါ်ခေါ်ပြီးမင်းမြတ်ပြီဆိုရင်လည်းပဲ ဖမ်းသွားပြီစီးသွားပြီညဟုတ်လားတူဦးငါဦးတရင်ဦးမဆောင်ကြဘူးဟောမင်းလဲပါတယ်လေမနေ့ကမှမင်းအခုပြောနေတဲ့ရုပ်တံဖိုင်17ရက်နေ့ဆိုတော့17ရက်နေ့ကမှမင်းလဲပြောသေးတယ်လေ तू လဲပါတယ်ဗျာဒီတရင်ဦးတရင်သူတင်ကြတယ် तू ငါဦးဆိုပြီးဒီကောင်ဒါဆိုလို့ရှိရင်ဒီကောင်ဟိုပါလဲဖြစ်နေပြီဟိုဘုံကြီး ကြတော့သူကတင်ငန်းဝင်ထားတော့ဘယ်လိုပြောရမလဲစေလီအေးစက်ဘုံကြီးတင်ငန်းဝင်ထားတဲ့ဘုံကြီးထဲမှာလဲစေလီယူတွေရှိတာ哦တော်ကောင်စေလီယူလဲဖြစ်ချင်နေပြီလူသိများကျင်ပြီပေါ့ဗျာလူသိများကျင်နေထင်ပေါ်ကြော်ကြားကျင်နေမှာပေါ့သူလဲပြောတယ်လေသူလဲပြောပြီးတော့သူလက်ငါဥအောင်တင်ကတင်ကြတယ်ဆိုပြီးတော့သူကပြန်ပြောနေပြီဒီတော့အဲဘာဘာပြောရမလဲဒါဆိုလို့ရှိရင်ကျွန်တော်တို့မှုတာဝါတာပြောနေပြီဒီကတော့ကလဲတဲ့ဝိုင်းတင်ကြတာ နော်ဝိုင်းပြီးတင်ရတာပေါ့ဗျာလဲတာခင်းတူတာတတိယယူမှာကြည့်ပြီးမှဖတ်ပြီးပြောကြတာအားရပါရနောက်တော့လူတင်းနေပြကျွန်တော်ပြောရနော်သူစဉ်းစားနေချိန်ပြောနေရတော့သူအရှိမစောက်တလွဲပြောထားတာဟုတ်သူကသူကိုယ်တိုင်လည်းပြောထားတယ်အဲခေါ်သွားတယ်အဲစေးနေတယ်ဗာညာပြောသွားပြီးတော့အဲနောက်ကြမှသူဟိုကောင်ပြန်လွတ်လာတဲ့အခါကျတော့မှအာဒီဘက်ကူ ရုပ်ရှင်ရိုက်ပြတယ်ဆိုတဲ့ဟာပြူပြောတာတော့သူစကားကိုထပ်မားမှာဆိုလို့စဉ်းစားပြီးချိန်ပြောနေမှန်မှန်မှန်အဲ့တော့ခဏတော့ပြည်သူများအလုံးပဲသုံးဖြတ်ပေါ့ဗျာလူတို့ကတော့ဘူလက်ဆိုရလဲဒါကြော်ကြတဲ့လူတယောက်ထဲမှာပါတယ်လေဗျာလူစိတ်ဝင်စားမှုရှိတာပေါ့နော်ဘူလက်တို့ဆိုရလဲအဲ့လိုစိတ်ဝင်စားမှုဖွာလိုက်ပြီးဆိုလို့ရှိရင်ရုပ်ောက်ဝဲဝမဲရုပ်ောက်ဝဲဝမဲနည်းနည်းပါးပါးလေးပဲထိရှိပါထိကြည့်ဆိုတဲ့ပုံစံမျိုးလောက်ကြအောင်ကြပါတယ်လောက်ကြအောင်ကြပါတယ်ရုပ်ောက်ဝဲကတိလာလေအဖြစ်တရားများများလေး နော်ရုပ်ောက်ပဲကတ်လာလေအဖြက်တရားများများလေးပဲဗျာဒါတော့ပါပဲလော်လော်နေတော့ဟုတ်လားမြတ်စွာဘုရားရှင်ကိုရောမြတ်တော်မလေးတိချင်းနဲ့ကဘာတည်းပါရမီဖြည့်ဖြည့်ကြင်ကြံခဲ့ရတာပဲအမှဘုရားဖြစ်တာပဲဘုသူဇင်နေရတော့ပြောမနေနဲ့ဘုသူဇင်နေရတော့ပြောမနေနဲ့တိုက်ခိုက်မှုမျိုးမျိုးရှိမှာပဲနော် အဲ့လိုတိုက်ခိုက်မှုတွေရှိမယ်အဲ့လိုဝေဖန်မှုတွေရှိမှအောင်မြင်ပါလေဗျအဲ့လိုမှမတိုက်ခိုက်ဘူးမဟုတ်ဝေဖန်မှုဆိုဟုတ်လားလူတယောက်ကအဲ့အဆဲဆိုအဝေဖန်မှမခံရရင်တဲ့အဲ့လူပါတဲ့အောင်မြင်တယ်လို့ပြောလို့မရသေးဘူးတဲ့အောင်မြင်တယ်လို့ပြောလို့မရသေးဘူးတဲ့နော်တေချာဝါးဒီကောင်ဆယ်လီယူနေပြီနော်ဒီကောင်အဆဲခံနေတာတကယ်ကတော့အဆဲခံနေတာဆယ်လီယူနေအဆဲဆိုအတိုက်ခိုက်မှမခံသေးဘူးမအောင်မြင်သေးဘူးဆိုဘလူကြီးလေလို့ ြည့်အောင်ပြရှေ့မှာဟိုညံသွားကောင်းနေတယ်ရှေ့မှာရိုက်ကူးလေးလှုပ်တာလဲပန်းအိုးကြီးကိုမျက်နှာတက်တက်တော့မဟုတ်ဘူးသူကနည်းနည်းပန်းအိုးဖိုးဂရောင်းခံထားသေးတယ်ပြောချင်တာတော့ဆဲဆိုဖမ်းမှုခံရမှသာလေအောင်မြင်တာပေါ့ဗျာအောင်မြင်တာပေါ့နော်ဒါလေးလဲတိဟူပါပေါ့ဦးစင်ပြောပြချင်းဖြစ်ပါတယ်နော်အဲ့တော့ဘူးလက်ကလည်းအောင်မြင်တဲ့ထဲမှာလည်းပါတယ်လို့ပြောလို့ရတယ်ပါတယ်လို့ပြောလို့ရတယ်အဲ့တော့ဒါတော့ပါပဲเนาะ အဓိကကတော့လေးလေးစားစားတောင်းပန်ကြင်တာပါပဲအဲကျွန်တော်တို့ဒီကောင်းဒီရုပ်တံဖိုင်တွေအခုလို့ပြောတဲ့အခါမှာကျွန်တော်တို့ပြည်သူတွေကဟိုအများတန်းဝင်ပြီးတော့မန့်ကြတာပေါ့နော်အဲဒီကောင်းဒီအဖက်မလုပ်ဘူးအဲဒီကောင်းဒီဂယူးမဆိုင်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ချိန်မှာပြောခဲ့တယ်လို့ကျွန်တော်တို့ဒီအတွက်ကပြဿနာမရှိပြင်မဲ့နောက်ထပ်စစ်မှုထမ်းတပ်သားဆိုပြီးဒီကောင်းဒီပေါ်တာဆွဲတယ်ဟိုမဲနိုင်ခိုင်းနေတဲ့နိုင်ငံကြီး အများကြီးမသိတဲ့ညီဒီအတွက်ကြတော့ဒီကောင်ဒီစကားတွေကအမှန်ဖြစ်မှာဆိုတဲ့အတွက်ခြေပရတာဖြစ်ပါတယ်အဲကျွန်တော်လည်းမပြောချင်ပါဘူးတကယ်ကိုစက်တီတုံးတဲ့ကောင်တွေပါဒါပေမဲ့ကျွန်တော်ခေါင်းစဉ်မှာခေါင်းစဉ်ပေးထားသလိုပဲအစဲတန်တဲ့ဘုံကြီးတွေပြုတ်တာဝါစာပြောတဲ့ဘုံကြီးတွေကတော့ကျွန်တော်တို့အဲနောက်ထပ်တိုင်းပြည်အနာဂတ်အစ်စ်တစ်ခုမှာဒီလိုကောင်တွေတမိုင်းစိုးတွေရှိခဲ့တယ်ခေတ်ဆက်ဆက်ကတိုင်းပြည်ပေါ်မှာဘာစေတနာမှမထားခဲ့ဘူးဆိုတဲ့အကြောင်းတွေကတော့ကျွန်တော်ဒီຫນွေဥတော်လိုင်းကာလမှာ ြောရမှာပဲဖြစ်ပါတယ်ဒါမှသာကျွန်တော်ပြန်လဲထူထောင်တဲ့အခါမှာဒီလူစိတ်မျိုးရှိတဲ့လူတွေလူတော်မတိုးမှဖြစ်ပါတယ်နောက်ထပ်အဆီဇင်ဒီမှာပြန်လဲဆုံတွေ့ပါမယ်အဲရှေ့မှာပြောခဲ့တယ်လူပဲအားလုံးတော်လန်ပြည်သူများအားလုံးနေရဒေတာတီတီပြည်တွင်းပြည်ပါမှာရှိကြတယ်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်တွေကင်းရှင်းပါစေကောင်းမွန်စွာအိတ်ဆက်အားယူနိုင်ကြပါစေတော်လန်နေတဲ့တွေမှာခွန်အားတွေအားရင်တွေအစ်တတွေနဲ့လို့ထနိုင်ပါစေမြန်မာနိုင်ငံနဲ့ပြားမှာအာနာရှင်တိုက်ပွဲဝင်နေကြတယ်ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်ညီကိုများနဲ့တိုင်းသားညီကိုမောင်မောင်များအားလုံးပြီးရနေကြင်ရှိပါပြီခင်ဗျာ။